Today, all the venerable Bhikkhu Sangha, Buddhist monks and devotees gather here in Agartala, peace rally, peace protest against Bangladesh government. Bangladesh people are killing to the minorities. Many Buddhist monasteries are destroyed and many Buddhist people are killed and many Buddhist temples and villages are burned down. This is an honorable uh, ကွန်မြူနီတာအမီချာအားလုံးတို့တာလေးဆိုပါကျွန်တော်ရဲ့ APRR ခင်ဗျာမှာ YouTube channel လေးကနေ new ထွက်စွာပြန်လေးကြိုဆိုလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်နေချောင်းစွန်တက် BGB ရဲ့ view ဟာကဘုရားဗဒာနေမြေတွေဖြစ်တဲ့ရင်စစ်ဆင်နေကြလားဆိုတာမိကွန်ထုတ်စရာဖြစ်လာပါပြီ။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စစ်တကောင် Heritage ဒေသနဲ့တခြားနေဆက်ဒေသတွေမှာရှိတဲ့ဘုရားဗဒာဝင် Mock Marama တက္ကမ တရီပူရာတင်ရတာလုံနေစုများအပေါ်နိုင်ငံတို့လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ဘင်္ဂလားစစ်တပ် BGB ကပုံမှန်မဟုတ်တဲ့ဖိနှိပ်မှုတွေပြုလုပ်နေခြင်းဟာတရားဝင်မဟုတ်တဲ့နိုင်ငံရေးရည်မှန်းချက်များကြောင့်ဖြစ်တယ်လို့တတိပြုမိ ကြာမှာဖြစ်ပါလေအခုချပြတဲ့ဗီဒီယိုဖိုင်ကအိန္ဒိယနိုင်ငံထရီပူရအပြင်နေအာဂိုတာလာမြို့တော်မှာဗုဒ္ဓဘာသာသင်ယူသားများကဘင်္ဂလားဒေ့ရှ် ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ငြင်းချမ်းစွာဆန္ဒပြကြခြင်းဖြစ်ပါလေဒီပြည်ထနာရဲ့ပြင်းထန်မှုကိုကမ္ဘာကသိအောင်ထပ်မံဖော်ထုတ်နိုင်ခြင်းလေးဖြစ်ပါလေဗုဒ္ဓဘာသာဝင်သင်ယူသားများရဲ့အိမ်များမိရှုဖြစ်စီခံရခြင်းနဲ့လူသက်မှုများဖြစ်ပွားခြင်းဟာစစ်တပ်မှလုံဆောင်တဲ့ရုပ်ရှင်တွေလုံခြုံရေးအရေးယူမှုမဟုတ်ပါဘူး သူတို့ဟာလူမျိုးစုရှင်လည်းရဲ့အတွင်ကူပြောင်းမှုတရက်လှုပ်ဆောင်နေတယ်လို့သုံးသပ်ချမလို့ဖြစ်နေပါပြီ။ဒီကနေ့စစ်တပ်နဲ့ဒေသခံဘင်္ဂလီစစ်တလာကလာအခြေချနေထိုင်သူတို့ပို့မပြီးတော့ တရင်သားကြေးရွာတွေကိုတိုက်ခိုက်ခြင်းမှာစစ်တကောင်ဒေသအတွင်းစစ်စွန်းနှင့်များစွာကလေးကဖြစ်ပွားခဲ့တဲ့လောက်ရဖြစ်ပါလေစစ်တပ်ဟာတရားမဝင် အခြေချနေထိုင်တဲ့ဗင်ကလီစစ်တလာများကိုကာကွယ်ပေးတဲ့အခန့်ကဏ္ဍမှာအဝင်ရောက်ခဲ့ပြီးတော့သူတို့ဟာအပိပြီးတော့အပိအောင်မြောက်ပြုကာတရင်သားများရဲ့မြေယာပိတ်ဆိုင်မှုတွေကိုသိမ်းယူစီခြင်းဖြင့်လူမျိုးစုအချို့အစားကိုရေရှည်ရှိရှိ ပြောင်းလဲပြဖို့ကြိုးပမ်းခြင်းလေးဖြစ်ပါလေ ဒီလို့ရဟာဘရင်သားများ၎င်းတို့ရဲ့ဘဝပိုင်နေမြမထွက်ခွာသွားစီရန်ဖိအားပေးတဲ့မယုဒ္ဒရဲ့ညရာသိမ့်ယူမှုပြုဟာလေးဖြစ်ပါတယ်။ 1999ခုနှစ်ချမ်းရေးစာချုပ်ကိုချိုးဖောက်ခြင်းစစ်ကောင်ဒေသရဲ့တင်းငင်ရေးအတွေ့1999ခုနှစ်မှာအစိုးရနဲ့ဒေသခံတရင်သားအဖွဲ့တွေကြားငင်းချမ်းရေးစာချုပ် Peace Accord ကိုလက်မှတ်ရထုတ်ခဲ့ကြပေမဲ့ယနေ့တိုင်စာချုပ်ပါအချက်လက်တွေများစွာကိုအကောင့်တွေမဖော်နိုင်သေးသလိုချိုးဖောက်မှုများစွာရှိနေစေပါတင်္ဂလာအစိုးရဟာကကွေပင်းနိုင်ခြင်းမရှိတဲ့ပြင်ရှိုးဖောက်မှုတွေကို ကူညီအပ်နေတယ်လို့ဝေဖန်မှုတွေမြင့်တက်နေတာပါ လက်တွေ့တည်ပြရှင်အနေနဲ့စာရှုပ်ရစစ်တပ်စခန်းများဖိရှားပေးရမယ့်အစားစစ်တပ်ဟာစခန်းအမြောက်များကိုထိန်းသိမ်းထားစေဖြစ်ပြီးတော့၎င်းတို့ကိုဒေသခံတရင်သားအဖွဲ့အစည်းများနဲ့လူထုလှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့နဲ့ဖိနှိပ်ဖို့အသုံးပြုနေပါတယ်။ရင်းချက်ရေးကိုအတင်မပြုဘဲစစ်လက်ဝင်ရောက်ဆွေးဖင်နေခြင်းဟာ BGB ရဲ့အဓိကရည်မှန်းချက်ကတရင်သားများကိုပိန်အုပ်ချုပ်ခွင့်ပေးအပ်ရန်မဟုတ်ဘဲဘုံမဦးစီးရှုပ်ကိန်ဖို့ရန်ဖြစ်ကြောင်းတင်ရှားစေပါတယ်။မတရားတဲ့နိုင်ငံရဲ့အကျိုးစီးပွားအနေနဲ့ဗန်နာဒေ့ရှ် စ်တပ်ရဲ့လူခွင့်ရေးရှုံးဖို့မှုတွေရဲ့နောက်ွယ်မှာနိုင်ငံရေးနေစည်းပွားရဲ့အကျိုးမြတ်တွေရှိနေတယ်လို့သုံးသပ်ကြပါတယ်။အချက်လက်အထောက်အထားကတော့စစ်တကောင်ဒေသဟာ ်တတိုးထွက်ဒီစီတွေတယံစာတတွေခြေဝနဲ့ဒေတာဖြစ်ပါလေစစ်တပ်နဲ့ဗဟိုအစိုးရနဲ့ဆက်ဆက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာဒီဒေတာကတင်းသားတွေကိုဖိရှားဖို့တိတ်ထုတ်လို့ရေးခီးသွွားလုပ်ငန်းတွေမီးယာဒင်းဒီမျိုးနံမှုတွေကိုပုံပုံလုတ်ကဲနိုင်ဖို့ကြိုးပမ်းနေကြပါလေဒါကြောင့်စစ်တပ်ဟာ၎င်းတို့ရဲ့စီအင်အားကိုအုံပြုပြီးတော့စီးပွားရေးအကျိုးစီးပွားကိုကာကွယ်ပေးနေခြင်းဖြစ်ပြီးဒါဟာတိမ့်ပြီကကွေတောင်ဝင်တဲ့မြားစွာတည်ပင်နေတဲ့မယိုးသားတွေလောက်ရဖြစ်ပါတယ် ညီကုန်းချုပ်နေတဲ့အိန္ဒိယနိုင်ငံဒရိပူရာပြည်နယ်အထိရရှိလာတဲ့ဆန္ဒပြမှုကဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့လုပ်ရည်တွေဟာလူခွင့်ရေးကိုပြောင်ပြောင်းတင်းတင်းရှုတ်ဖွားခြင်းတာမကတင်းသားများကို၎င်းတို့ရဲ့ဘိုးဘွားပိုင်နေမြေကအပြစ်တင်ဖိရှားဖို့ရည်ရတဲ့မဟာဗျူဟာကျတဲ့နိုင်ငံရေးကြံစည်မှုဖြစ်ကြောင်းတည်တည်ပြနေပါလေနိုင်ငံတကာအသိအဝိုင်းအနေနဲ့ဒီမျိုးသားတဲ့လုပ်ရည်တွေကိုဒါစီကဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဗုဒ္ဓဘာသာသင်ရင်သားတွေရဲ့အသက်အဝိုင်းစီစဉ်လုံခြုံရေးကိုကာကွယ်ဖို့အရေးတကြီးလိုအပ်နေပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ ဒါကတော့ဆရာလေးမြို့သုံးသက်ဆယ်ဆောင်ပါလေးကိုထပ်ဆင်းမျှဝေတင်ဆက်ပေးခြင်းဖြစ်ပါတယ်။အဆုံးထိကျေးဇူးနားဆင်ပေးကြတဲ့တော်လန်ဝိဖာပြည်သူညီကောင်မများအားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်။ဘင်္ဂလားဒေ့ရှ်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ခုတလို့ကျွန်တော်တင်ဆက်ပေးနေပါတယ်။အဆုံးထိနားဆင်ပေးကြတဲ့တော်လန်ဝိဖာပြည်သူညီကောင်မများအားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်။အရက်ခပြည်သူပြည်သားများနဲ့တော့ပါမြန်မာပြည်သူပြည်သားများအားလုံးပေးခင်ကျမ်းမာကြပါစေခင်ဗျာ။